သူတယောက်ရဲ့စိတ်တပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမအဆုံးတစ်ချက်အနေနဲ့လူတယောက်မှာဆိုရင်တင်ငယ်သေးဆိုတာကတော့အမြင်လူလူရှိတဲ့ကြားပါတယ်။အဲ့ဒီတင်ငယ်ချင်းနဲ့ပတ်သက်ပြီးတော့ဆိုင်းဆရာတယောက်ရဲ့ရေးသားတင်ဆက်ထားတဲ့အကြောင်းအရာလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။တင်ငယ်သေးဆိုတာဟာ စိတ်အလိုမကြတာမပြီးပြည့်စုံသလိုခံစားရတာအမြဲအလိုလိုစိတ်ဆင်းရဲနေတာကိုယ်ဘဝကိုအာမရဖြစ်နေတာကုကုကိုတကုကုချိုရင်းနေတယ်ဆိုတဲ့အတွေ့အကြုံနဲ့လူတော်မတူရဲဖြစ်နေတာကုကုကိုအတော့မကြဘူးဆိုတဲ့တွေးတောနေတဲ့စားတဲ့ခံစားမှုအတွေ့အကြုံဟာတည်ငယ်မှုတွေရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်အခုလိုတည်ငယ်စိတ်တွေဟာ လို့အခြေအနေတွေကနေစတင်ဖြစ်ပေါ်လာတယ်ဆိုတာကျွန်တော်လေ့လာမိသလားရေးဘူးရအဖြစ်ပြောပြပါရစေမိပါတွေရဲ့လွန်ခဲ့တဲ့ပြုမှုများကြောင့်တင်ငယ်စေဖြစ်ခြင်းတာသမီတွေကို ဖြစ်ထွန်းစေခြင်းနဲ့စိတ်အောင်မြင်စေခြင်းနဲ့စိတ်ဖြစ်မြောက်စေခြင်းနဲ့စိတ်တွေနဲ့တာသမီကိုအတင်းဖြီအားပေးမိတာတွေလူတော်ဖြစ်စေခြင်းနဲ့စိတ်နဲ့စည်းကမ်းတင်ကျပ်မိတာတွေ စိုးရိမ်လွန်စိမ့်နေအလွန်အကျုံကူးဆိုင်ထိချုံမိတာတွေသာသမီခန်းစားချက်ကိုနားလည်မပေးဘဲကိုခန်းစားချက်ကိုရှည်တဲ့တင်မိတာတွေကိုသာသမီကိုတခြားသူရဲ့သာသမီတွေနဲ့မကြခဏနိုင်ရှင်အပြစ်ပြောမိတာတွေသာသမီရဲ့အမားတွေကိုမျက်စိတောက်တောက်လိုက်ရှာတတ်တဲ့မိဘတွေရဲ့အပြုတ်မှုတွေဟာလူမှန်တီးတဲ့စကလေးတွေကိုတိမ်ငယ်စိတ်စတဲ့ဖြစ်ပေါ်လာစေပြီးအသက်ကြီးတဲ့အထိတိမ်ငယ်တက်သူတအူး ဖြစ်သွားစေနိုင်ပါတယ်။နောက်တစ်ချက်ကတော့ကိုယ့်ဘဝကိုအားမရခြင်းကြောင့်တင်ငယ်စေဖြစ်ခြင်း။စ조사တင်းတလောက်조사ပါလျက်မျောလိထားသူစီကအတိမတ်ပြုခြင်းမခံရတာ။သူတစ်ပါးရဲ့အောင်မြင်မှုကိုကိုယ့်ဖြစ်တယ်မှုနဲ့နှိုင်းရှင်ပြီးကိုယ့်ဘဝကိုအားမရတာ။လောက်တလောက်ဖြစ်မလာတာ။조사တလောက်ပြန်မရတာတွေဟာတင်ငယ်သေးစတဲ့ဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေက တစ်ချက်ပဲဖြစ်ပါတယ်။နံပါတ်3ခွဲခြားဆက်ဆက်ခံရခြင်းကြောင့်တင်ငယ်စေဖြစ်ရခြင်း။လိင်စိတ်တင်းညွတ်မှုကြောင့်ဘာသာရေးကြောင့်လူမျိုးကြောင့်အသားအယောင်ကြောင့်ပစ္စည်းဥစ္စာအကျယ်ဝါးမှုကြောင့်ဖယ်ကျင်ခံရတာများလာတဲ့အခါခွဲခြားဆက်ဆက်ခံရတာများလာတဲ့အခါနှိတ်ချပြောဆိုခံရတာများလာတဲ့အခါတင်ငယ်စိတ်တွေဖြစ်ပေါ်လာစေနိုင်ပါတယ်။ အမြင်သာဆုံးဥပမာပေးရမယ်ဆိုရင်ရုပ်ရည်အသင့်အတင့်ရှိမှအလုပ်ပေးမယ်ဆိုတာမျိုးရုပ်ပိုင်းဆိုင်ရာအာနေချက်များကြောင့်တင်ငယ်စိတ်လည်းဖြစ်ရပြန်ပါတယ်ရုပ်ရည်အသားအရာမျက်နာအနေထားခန္ဓာကိုယ်အချိုးအစားစားတယ်ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာဖြစ်တည်မှုတွေကို အလိုမကျတာမုန်တီးယုံရှာတာကုကုကိုသူများနဲ့နှိုင်းရှင်လုံးတာအကောင်းမမြင်တာတွေဟာလည်း တင်ငယ်စေဖြစ်ပေါ်ရခြင်းရဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။နံပါတ်5အချက်အနေနဲ့ပြပြရမယ်ဆိုရင်တော့စိတ်တရားညာကြောင့်တင်ငယ်စေဖြစ်ရခြင်းငယ်စဉ်ကလေးဘဝမှာနှုတ်အားဖြင့်ဖြစ်စေအပြုအမူအားဖြင့်ဖြစ်စေစိတ်တရားအပေးခံရတာမတိမ်ပြူးခြင်းခံရတာယုံကြည်မှုကိုအလွယ်တုံးစားလောက်ခံရတာမိဘဆွေမျိုးသားချင်းတွေရဲ့ညံမှန်နှိမ့်ဆက်မှုခံရတာ မေတ္တာငတ်မှုခဲ့ရတာစားတယ်ကလေးဘဝမှာထမားမြိုက်ခဲ့ရတဲ့သူတွေဟာပြည့်ချန်တဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရလာပြီးနောက်ဆုံးမှာတော့အရာရာမှာတိမ်ငဲ့တက်တဲ့လူသားတယောက်အဖြစ်ရည်တည်ရှင်သန်လာခဲ့ရပါတယ်တိမ်ငဲ့စိတ်ကြောင့်လူတွေဟာအမြဲအထီးကျန်သလိုခံစားရတယ်တခုခုဆိုနာကျင်နေပြီးဝယ်တည်ကြတယ် ကိုကိုကိုပျောက်ဆုံးတယ်လို့ခံစားကြရတယ်။အရာရာဟာအတိတ်ပဲမဲ့နေတယ်လို့တွေးထင်နေတတ်ကြပါတယ်။တင်ငယ်စိတ်အာကြီးလာပြီဆိုရင်ကိုကိုကိုအဆုံးစင်ရနိုင်တဲ့အခြေအနေအထိဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့စိတ်ကလေးကိုအမြဲဂရုစိုက်ရမယ်နော်။တင်ငယ်စိတ်ဝင်မလာအောင်လို့လေကျွန်တော်ကနေနီလန်းလေးတွေထမှန်ဝင်များလိုက်ပါတယ်ဆိုပြီးတော့ အချက်လေးတွေကိုပြောပြထားပါတယ်။နံပါတ်1 positive affirmation များရွတ်ဆိုခြင်းနဲ့လိုက်ပါဆောင်ရွက်ခြင်း affirmation ဆိုတာကိုယ့်ကိုယ်ကိုပြောတော့ကောင်းမွန်တဲ့စကားလုံးများလို့အတိပဲရပါတယ်။စိတ်ကလေးငြိမ်းချမ်းနေစေဖို့စိတ်အခြေအနေငြိမ်သက်တည်ကြည်နေစေဖို့နဲ့တိမ်ငယ်စိတ်တွေပြေပြောက်သွားစေဖို့အတွက် affirmation တွေကိုရွတ်ဆိုနိုင်ပါ တကယ်လို့တင့်အနေနဲ့စိတ်ညစ်စရာတွေရှိလာခဲ့ပြီတင်ငယ်စိတ်တွေဝင်လာပြီဆိုရင် ကိုယ်စိတ်ကိုအေးချမ်းသွားစေမဲ့ affirmation စကားအစုအဝေးတွေကိုပြောဆိုနိုင်ပါတယ်ဥပမာငါဟာသူများချက်ပို့ပြီးကြိုးစားနိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်ငါဟာဘဝကိုပျော်ရွှင်အေးချမ်းစွာဖြတ်တန်းတတ်သူတစ်ယောက်ဖြစ်တယ်ငါရဲ့ဖြစ်တည်မှုကိုလက်ခံနိုင်စွာရှိတဲ့သူတစ်ယောက်ဖြစ်တယ်ငါကို အစိတ်အတော့ဖြစ်စေမဲ့အရာတွေကိုရှောင်ကြဉ်ပြီးအေးချမ်းစွာနေထိုင်နိုင်တဲ့သူတရားဖြစ်ပါတယ်။လက်ရှိခံစားနေရတဲ့ခံစားချက်တွေကိုခြာရေးခြင်းအခုလက်ရှိ ဖြစ်ပေါ်နေတဲ့ခံစားချက်တွေအလုံးအလုံးကိုစာရွက်အလုပ်တစ်ခုမှခြာရင်းခြင်းဖြစ်လေတိမ်ငယ်စိတ်ကိုတက်တာစေနိုင်ပါတယ်။အခုလိုခံစားချက်အလုံးကိုခြာရေးခြင်းဖြင့် ကိုဟာဘလို့အရာတွေကြောင့်အခုလိုခံစားနေရတာလဲဘလို့အရာတွေကြောင့်စိတ်ညစ်ထွေးနေရတာလဲဆိုတာကိုသတိပြုမိသွားမှာဖြစ်ပါတယ်။နံပါတ်3တရားထိုင်ပါတရားထိုင်ခြင်းဟာစိတ်ရဲ့တဏှုံကြံတော့ကိုထိမ့်ညိပေးပြီးအတွေးအခေါ်ကိုမြင့်မားလာစေဖို့ကူညီပေးနိုင်စွမ်းရှိပါတယ်။လူအများစုပြောပြောနေတယ်။ငါရဲ့စိတ်တွေကတက်လိုက်ကျလိုက်ဖြစ်နေတယ်။အဲ့လိုမျိုးနေပေါ့။ဒါအပြင် အတွင်းစိတ်ကိုအေဂျင်စီပြီးနေပြောတဲ့ဘဝကိုရရှိလာအောင်ဖန်တီးပေးနိုင်စမ်းရှိတာဖြစ်လို့တရားထန်ခြင်းဟာတိမ်ငယ်စိတ်ဝင်မလာအောင်လည်းတားဆီးပေးနိုင်တဲ့အထူးရောက်ဆုံးသောဤလမ်းပဲဖြစ်ပါတယ်။ကုကုကုလက်ခံခြင်းဒီအချက်ကချင်းပြုတ်အနေနဲ့လည်းအရေးကြီးတဲ့အချက်လို့ထင်မြင်မိပါတယ်။လူတယောက်ကကုကုကုအရှိကိုအရှိအတိုင်းလက်ခံနိုင်ပြီဆိုရင်အရာရာကို အောင်မြင်တဲ့သူတယောက်ဖြစ်ပါတယ်။တင်ငယ်စိတ်ဝင်ရတာဆိုတာကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်မခံနိုင်တာကြောင့်လည်းပါပါတယ်။ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအားနည်းချက်စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကိုယ့်ရဲ့အတိတ်ကအဖြစ်အပျက်တွေကိုလက်ခံနိုင်အောင်ကြိုးစားမယ်ဆိုရင်တင်ငယ်စိတ်ဖြစ်လာစရာအကြောင်းမရှိတော့ပါဘူး။ကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်ခံနိုင်လာတာနဲ့အမျှကုကုကုပို့ပြီးအယုံဆိုင်လိုက်နိုင်မှလည်းဖြစ်ပါတယ်။ ကိုကိုကိုအာယုံဆိုင်လာနိုင်တဲ့အခါကိုပျော်ရွှင်မှုကိုကိုကိုအာယုံဆိုင်လာနိုင်တဲ့အခါကိုကိုကိုအာယုံဆိုင်လာနိုင်တဲ့အခါကိုပျော်ရွှင်မှုကိုအစဉ်ပြေမှုကိုအေးချမ်းမှုတူတက်ဖို့ကသာတွေ့တော်လာနိုင်မယ်ကိုအတွက်ကိုတွေ့တော်ပံများလာတဲ့အခါကိုရဲ့တူတက်မှု ရောက်ရှိမှုကိုအဟန့်ကြားဖြစ်စေတဲ့တိမ်ငယ်စိဖြစ်ဖို့အချိန်မရှိဘူးဆိုတာသိရှိလာပါလိမ့်မယ်။တတိပဌံမှတ်ခြင်းဒီအချက်အားလည်းတရားဘာဝနာရှုတော့အရာအရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။တိမ်ငယ်စိဝင်လာတဲ့အခါတတိပဌံဘယ်လိုမှတ်ရမလဲဆိုရင်ပထမဆုံးအသက်ရှူသွင်းရှူထုတ်ကို၅ချိန်တိတိပြုလုပ်ပါ။နောက်ပြီးတော့ ဒီလိုလေးပြောပြရပါမယ်။အော်ငါတိတ်ငယ်စိတ်လေးဝင်နေပါလား။ငါအခုတိတ်ငယ်စိတ်လေးဝင်နေတယ်။မကြခင်တိတ်ငယ်တက်တဲ့စိတ်ကလေးပြေပြောက်သွားတော့မယ်။တိတ်ငယ်စိတ်ကြောင့်အခုနာကျင်တယ်လို့ခံစားနေရတယ်။တိတ်ငယ်စိတ်ကြောင့်လူတော်မတိုးတယ်လို့ခံစားနေရပါတယ်ဆိုပြီးဒီတိတ်ငယ်စိတ်အပေါ်တတိထားရှုမှတ်နေခြင်းကိုဆိုလိုတာပါ။ ဒီနီလန်လေးကလွယ်ကူပြီးရရှိနာမှုလုံနိုင်နိုင်မယ်လို့လည်းယုံကြည်မိပါတယ်။စာချစ်သူအနေနဲ့မင်းချင်းဖက်ပြပေးတဲ့အကြောင်းအရာတွေကို နားလည်နိုင်မယ်လို့မျှော်လင့်မိပါတယ်။ပြီးပြီးတော့မိမိအတွက်ဒီဥတျောက်ချစ်အတွက်အတုံးဝင်တဲ့ဘုဒ္ဓတာလေးရရှိသွားမယ်ဆိုရင်အရန်ကိုပြည့်ရွှေမိပါတယ်။ ကျေလဲကျေနပ်မိပါတယ်။ချစ်ပြည့်ရဲ့ channel လေးမှာဆိုရင်ဒုတရသစာပေအများစုကိုတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ပြီးအစ်စ်အစ်စ်တွေကိုနားဆင်ဖို့အတွက် subscribe လုပ်သွားလို့ရပါလို့ရှင်။အချိန်ပေးပြီးနားဆင်ပေးတဲ့အတွက်ဒုတိယချင်းကိုစိတ်ထဲကနေလိုက်လိုက်လဲလဲဖြစ် ကျေးဇူးတင်ရှိပါတယ်ရှင်။ကောင်းသောနေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေ။